အာရကဒေတာရင်းကနေထွက်ခွာဖို့ကြိုးပမ်းနေသူတွေကို ULAAA ကတားမြစ်လိုက်ပါတယ်။မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေတဲ့ရခိုင်ပြည်နယ်မှာစစ်ရေးပြင်းထန်နေတာပါ။ဒီလိုအခြေအနေမှာဒေတာရင်းကနေနေရက်စွန့်ခွာဖို့အားထုတ်ကြိုးပမ်းမှုတွေရှိနေတာကြောင့်ဒေတာနေပြည်သူတွေလိုက်နာရမယ့်စည်းကမ်းချက်တွေကိုရခိုင်မျိုးသားအဖွဲ့ချုပ် ULAAA ကမနေ့ကမေလ22ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။လိုက်နာရမယ့်စည်းကမ်းချက်တွေကိုထုတ်ပြန်ရမှာ။ ကျိုးချောင်းစီလျော်မှုမရှိတဲ့အကြောင်းပြချက်တွေနဲ့အာရခဒေတာတွင်ကနေနေရက်ဆုံးခွာခြင်းကြသူတွေအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြတန်းချက် NDEP ပါပြတန်းချက်အရစစ်မှုထမ်းဖို့အကြုံးဝင်ပေမဲ့စစ်မှုမထမ်းလို့တာကြောင့်နေရက်ဆုံးခွာသူတွေကိုသွာလာခွင့်တားမြစ်လိုက်တာဖြစ်ပါတယ်။နောက်ပြီးစစ်မှုထမ်းရမယ့်အသက်အရွယ်မှာအကြုံးဝင်တဲ့သူတွေအမျိုးသမီးဆိုရင်16နှစ်ကနေ25နှစ်အထိအမျိုးသားဆိုရင်16နှစ်ကနေ45နှစ်အထိအသက်အရွယ်ရှိသူတွေကိုလည်းသွာလာခွင့်တားမြစ်ကြောင်းဖော်ပြပါတယ်။ ဒါပေမဲ့အရက်ခပြည်သူ့ကျန်းမာရေးဌာနကကုသမပေးနိုင်တဲ့ပြင်းထန်ရောဂါရှိလူနာတွေနဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့လူနာတွေကိုတော့ကင်းလွတ်ခွင့်ပေးထားပါတယ်။ဒါတမကပဲအရက်ခဒေသတွင်းကနေနေရဆွန့်ခွာသွားလာလို့သူတွေကိုကုန်လန်ရေလန်းတွေကနေအခချင်းငွေယူပို့ဆောင်ပေးနေသူတွေကိုလည်းတားမြစ်လိုက်ပြီးတွေးရှိရင်တည်ဆဲဥပဒေအရရေးယူမယ်လို့ ULAAA ကသတိပေးထားပါတယ်ရှင်။